ဒီနေ့တော့ကျမတို့ဒီမြေမြုပ်မိုင်းနဲ့ပောက်ကွဲစီတက်တဲ့ဆစ်လက်ကြံပစ္စည်းတွေကိုဘယ်လိုနေရာမှာတွေ့ရလေရှိလဲဆိုတဲ့အကြောင်းတွေကိုပြောပြသွားပါမယ်။ရှေ့ပတ်ထဲမှာကျမတို့ဒီရှေ့အစည်းအဝေးမှာပေါ့လေအာမြေမြုပ်မိုင်းနဲ့ပောက်ကွဲစီတက်တဲ့ဆစ်လက်ကြံပစ္စည်းတွေဆိုတာကဘာတွေလဲဘယ်လိုပစ္စည်းတွေလဲဘာတွေနဲ့တူတယ်လဲဆိုတာတွေကိုအသေးစိတ်တင်ပြခဲ့ပါတယ်။ဆိုတော့အခုတစ်ပတ်မှာတော့အခုအစည်းအဝေးလေးမှာတော့ကျမကအဲ့ဒီမြေမြုပ်မိုင်းတွေနဲ့ဒီ ပောက်ကွဲစေတတ်တဲ့ပစ္စည်းတွေကိုဘယ်လိုနေရာတွေမှာတွေ့ရတတ်တယ်လဲ ဘသူတွေအတွက်အန္တရာယ်ရှိတာလဲပြီးတော့ဘာတွေသတိထားအသင့်တယ်လဲစတဲ့အကြောင်းအရာတွေကိုပြောပြပေးသွားမှာပါမြေမြုပ်မိုင်းတွေနဲ့ပောက်ကွဲစီတက်တဲ့စစ်လက်ကျန်ပစ္စည်းတွေဟာတကယ်တော့နေရာအနှံ့အပြားမှာရှိနေနိုင်တာဖြစ်ပါတယ်ဒါပေမဲ့လည်းပို့ပြီးတော့ရှိနိုင်တဲ့နေရာတွေကိုအသေးစိတ်ပြောပြချင်ပါတယ်မြေမြုပ်မိုင်းတွေနဲ့ဒီမြေမြုပ်မိုင်းတွေရဲ့ဒီသဘောတဘာဝကပေါ့လေရန်သူစစ်တပ်က အာလူဒါမှမဟုတ်ရင်ကိုပေါ့လေထိခိုက်စေဖို့အတွက်ထောင်ထားကြတာဖြစ်လို့စစ်ပွဲတွေဒါမှမဟုတ်ရင်ဒီပြိပခတွေဖြစ်တဲ့နေရာတွေမှာအများဆုံးကြန့်ရှိနေတတ်ပါတယ်တိုက်ပွဲဖြစ်ပွားခဲ့တဲ့နေရာတွေဆိုတဲ့နေရာမှာတော့ဒီအာစစ်တဲ့စခန်းဟောင်းလို့နေရာပေါ့လို့နောက်ပြီးတော့စစ်ရေးအရာတကယ်ကိုမှအရေးပါတဲ့တောင်ကုန်းတွေရေခတ်ဆင်းတဲ့နေရာတွေဖြစ်အာဖြစ်တဲ့ပေါ့လေဒီရေခတ်ဆင်းသွားတဲ့နေရာတွေဖြစ်တဲ့ ချောင်းကပားတွေနောက်ပြီးတော့မသွားမနေရသွားရမဲ့ချောင်းကူတဒါလိုမျိုးနေရာတွေလမ်းတွေစတဲ့နေရာတွေမှာကျမတို့ဒီမြေမြုပ်မိုင်းတွေကကြန့်ရှိနေတတ်တာဖြစ်ပါတယ်စစ်တုံးကားတွေသွားလာတတ်တဲ့လမ်းတွေစစ်ချောင်းတွေခြိတက်လာတဲ့လမ်းချောင်းတွေဖြက်လမ်းတွေနောက်ပြီးတော့အပေါ်စီးကနေရယူနိုင်ဖို့အတွက်နေရာယူလိရှိတဲ့တောင်ကုန်းအနီးပတ်ဝန်းကျင်နေရာတွေမှာမြေမြုပ်မိုင်းတွေကိုတွေ့ရတတ်တာဖြစ်ပါတယ် စုတ်ခွာခဲ့ရတဲ့တက်စခန်းတွေမှာဆိုလို့ရှိရင်လည်းဒီအဲ့ဒီနေရာအနီးပတ်ဝန်းကျင်နေရာအနှက်မှာပေါ့လေမိုင်းတွေကိုထောင်ထားတက်ကြပါတယ်အစားအသောက်တွေရှိတဲ့နေရာနောက်ပြီးတော့အိတ်ယာနောက်ပြီးတော့အဆောက်အုံပြီးရင်ဒီအိမ်သာသွားတဲ့လမ်းပေါ့လေအဲ့ဒီလမ်းတွေမျိုးနေရာတွေမှာဟိုဘယ်သူမှထင်မထားတဲ့မထင်မှတ်ထားတဲ့နေရာလေးတွေကအစပေါ့လေမိုင်းတွေထောင်ထားတက်တာရှိပါတယ်အထူးသဖြင့်တော့ဒီတိုက်ပွဲတွေပြင်းထန်ခဲ့တဲ့မြို့နောက်ပြီးတော့ရွာ ဲ့နေရာတွေရဲ့ပတ်ဝန်းကျင်တွေမှာဒီပတ်ဝန်းကျင်နေရာတွေမှာပေါ့လေပောက်ကွဲစီတတ်တဲ့ပစ္စည်းတွေကအများဆုံးကြန့်ရှိနေနိုင်တာဖြစ်ပါတယ်။နောက်ထပ်မိုင်းတွေပောက်ကွဲစီတတ်တဲ့ပစ္စည်းတွေရှိနိုင်တဲ့နေရာတွေကတော့စစ်တပ်တွေကစခန်းချခဲ့တဲ့နေရာတွေနောက်ပြီးတော့ကင်းပုံဝတ်ခဲ့တဲ့နေရာတွေအာဂရုတ်ချင်းပေါ့လေဂရုတ်ချင်းတွေရဲ့ဒီအနီးပတ်ဝန်းကျင်အနီးတဝိုက်မှာဆိုလို့ရှိရင်လည်းဒီမိုင်းတွေဘုံတွေကြန့်ရှိနေတတ်ပါတယ်။စကိုင်းတိုင်းအထက်ပိုင်းမှာပဲဖြစ်ဖြစ်ဒီကျွန်တော် ို့အခုတိုက်ပွဲတွေအများကြီးဖြစ်နေတယ်ပြင်းပြင်းထန်ထန်ဖြစ်နေတယ်ရှမ်းပြည်မြောက်ပိုင်းကဒေသတွေထဲမှာပဲဖြစ်ဖြစ်တိုက်ပွဲတွေဟာဒီစက္ကန့်အထိုင်တွေမှာ ဖြစ်ခဲ့သလိုလူနေတဲ့မြို့ရွာရက်ွက်ပတ်ဝန်းကျင်နေရာတွေမှာလည်းဖြစ်ပွားခဲ့တာကိုတွေ့ရပါတယ်အဲ့လိုမျိုးတိုက်ပွဲတွေဖြစ်ပွားခဲ့တဲ့နေရာအနီးပတ်ဝန်းကျင်ကကြည်လက်ဒေတာအာနေရာတွေမှာဆိုလို့ရှိရင်လည်းမြေမြုပ်မိုင်းတွေနဲ့ပောက်ကွဲစီတက်တဲ့ဆစ်လက်ကြံပစ္စည်းတွေက ရှိနေတတ်ပါတယ် အနည်းရရှိတဲ့နေရာတစ်ခုကတော့ဒီကျမတို့တောင်သူလေသမားတွေလုတ်ကန်စားတောက်တဲ့လေခွင်းတွေရာခင်းတွေနောက်ပြီးတော့ ကိုင်းမြေပေါ့လေကိုင်းမြေနေရာတွေမှာဆိုလို့ရှင်လေအာမိုင်းတွေကိုအာမြုပ်ထားခဲ့တယ်လို့အာပြီးတော့ဒီစစ်လက်ကျန်ပစ္စည်းတွေကလည်းရှိနေနိုင်တာဖြစ်ပါတယ်မိုင်းတွေပောက်ကွဲစေတတ်တဲ့ပစ္စည်းတွေကမြေကြီးထဲမှာဒါမှမဟုတ်လို့ရှင်ဒီမြေကြီးပေါ်မှာပေါ့လေနှစ်ပေါင်းများစွာနှစ်အများကြီးကြာအကြီးပေါ့လေအထီရှိနေနိုင်တာဖြစ်လို့လဲထုံတဲ့အခါ အမျိုးမှာဒါမှမဟုတ်ရင်ဒီစိုက်ပျိုးရေးလုပ်ငန်းတွေကိုလုပ်ကင်တဲ့အခါမှာအန္တရာယ်အရန်ကိုများတာဖြစ်ပါတယ်စိုက်ပျိုးရေးမလုပ်တော့တဲ့လေဟောင်းရာဟောင်းတွေမှာလည်းဒီလိုမျိုးပောက်ကွဲမှုတွေက ဖြစ်တတ်ပါတယ် တောင်သူလေသမားတွေကကြွဲရှာနွားရှာသွားတဲ့အခါတွေမှာမိုင်းနှင်းမိတာမျိုးတွေကတွေ့ကြုံရလေရှိပါတယ်။ရှမ်းမြောက်လိုဒေသမှာဆိုရင်တော့တောင်ရသွားတဲ့အခါမျိုးလက်ဖက်ခင်းပေါ့နော်လက်ဖက်ချမ်းပြောင်းခင်းသွားတဲ့အချိန်မိုရှာမြစ်ချိုးဟင်းစားရှာတဲ့အချိန်တွေမှာဆိုလို့ရှိရင်လေမိုင်းနှင်းမိတာမျိုးတွေကမကြာခဏကြုံကြရပါတယ်။နောက်ထပ်အနေများတဲ့နေရာတစ်ခုကတော့ဒီလမ်းဟောင်းတွေတံတားဟောင်းတွေဖြစ်ပါတယ်။စစ်ပွဲထဲမှာတုံးခဲ့တဲ့လမ်းဟောင်းတွေတံတားဟောင်း ောင်းတွေရဲ့အောက်ခြေနဲ့ဒီဘေးပတ်ဝန်းကျင်နေရာတွေမှာပေါ့လေအာတစ်ဖက်လက်နက်ကင်အဖွဲ့တွေက ဖြတ်တန်းသွားလာလို့မရအောင်တစ်ဖက်ကမိုင်းထောင်ထားတာမျိုးတွေလုပ်လို့ရှိကြပါတယ်စစ်ဖြစ်တဲ့နေရာတွေစစ်ကြောင်းဖြတ်သွားတဲ့နေရာတွေတင်မကပါဘူးဒီစစ်တပ်တွေအသုံးပြုသွားတဲ့နေရာအနီးပတ်ဝန်းကျင်မှာလည်းမိုင်းတွေနဲ့ဒီပောက်ကွဲစေတတ်တဲ့စစ်လက်ကျန်ပစ္စည်းတွေကရှိနေနိုင်တာဖြစ်ပါတယ်စွန့်ပစ်ထားတဲ့အိမ်အိုဟောင်းတွေနောက်ပြီးတော့ခြံအလွတ်တွေကျောင်းတွေပြီးလို့ရှိရင်ဒီ ဖုန်ကြီးကျောင်းတွေနဲ့ဆေးရုံအဟောင်းလိုနေရာမျိုးတွေမှာဆိုရင်လေညီမြုပ်မိုင်းတွေနဲ့ပောက်ကွဲစီတက်တဲ့ဆစ်လက်ကြံပစ္စည်းတွေကရှိနေနိုင်ပါတယ်။အာဆစ်စခန်းတွေတောင်ယာချမ်းမြေတွေမှာပဲဒီအနေရရှိတာလားဆိုတော့ဒီလိုလည်းမဟုတ်ပါဘူး။ဆိုတော့တဘာဝတက်တော်တွေတောင်ကုန်းတွေရေတခုတွေရေကန်တွေနဲ့ဒီအမိုက်ပုံးတွေ မိုက်ပုံပေါ့နော်ပြောရမယ်ဆိုအမိုက်ပုံတွေနောက်ပြီးတော့ဒီပစ္စည်းတွေစွန့်ပစ်ထားတဲ့နေရာတွေမှာဆိုလို့ရှိရင်လည်းပောက်ကွဲစီတက်တဲ့ပစ္စည်းတွေက ရှိနေနိုင်ပါတယ်တစ်တောထူထက်တဲ့ဒေသတွေအာတောင်တက်တဲ့လမ်းတွေနဲ့တောင်ကုန်းပေါ်ကစစ်စခန်းဟောင်းနေရာတွေမှာဆိုရင်လည်းမိုင်းတွေနဲ့ဘုံတွေကရှိနေနိုင်ပါတယ်တောထဲကိုဟင်း ရှာသွားတာဒါမှမဟုတ်လို့ရှင်လဲအကောင်ထောင်တာအာငှက်ကိုင်းထောင်တာမျိုးတွေမှာလည်းဒီလိုအန်ရယ်တွေကိုကြုံတွေ့ရတတ်ပါတယ်ဆေးရည်အရေးပါခဲ့တဲ့ဒီချောင်းတွေမြစ်တွေရေတခုန်တွေနဲ့နောက်ပြီးတော့ဒီရေကန်တွေရဲ့ကဘာတွေမှာဝင်ထွက်သွားလာတဲ့အာလမ်းတစ်လျှောက်မှာဆိုလို့ရှင်လဲမိုင်းတွေနဲ့ဆစ်လက်ကြံပစ္စည်းတွေက ရှိနေနိုင်ပါတယ်နောက်တစ်နေရာကတော့ဒီအမိုက်ပုံတွေနဲ့ပစ္စည်းတွေစွန့်ပစ်ထားတဲ့နေရာတွေပါ တန်ထက်ပစ္စည်းအဟောင်းတွေအမိုက်တွေနဲ့စွန့်ပစ်ပစ္စည်းတွေစုပုံထားတဲ့နေရာတွေမှာဆိုရင်လေဒီပောက်ကွဲစီတက်တဲ့ပစ္စည်းတွေနဲ့အာရောထွေးနေတတ်တာကြောင့်သတိထားသင့်ပါတယ်။ရှိတတ်တဲ့နေရာတွေကို အခုလိုမျိုးသိထားခြင်းအားဖြင့်ပေါ့လေအဲ့လိုနေရာတွေကိုတွာလာတာမျိုးကိုရှောင်ရှားသင့်ပါတယ်။ဒီမြေမြုပ်မိုင်းနဲ့ဆစ်လက်ကြံပောက်ကွဲစီတတ်တဲ့ပစ္စည်းတွေကို တွေးခဲ့ရင်လည်းဘလို့အကြောင်းမျိုးနဲ့မှမထီတွေ့သင့်ပါဘူး။ မကင်တင်ပါဘူး။သွားပြီးတော့ကိုမကြည့်တင်ပါဘူးရှင်။ဟိုကြောက်ခင်းနဲ့ပောက်တာမျိုးဒါမှမဟုတ်လဲဒုံနဲ့ပေါ့လေခလလန်းကနေထိုးကြည့်တာမျိုးတွေလုံးဝလုံးဝကိုမလုံတင်ပါဘူး။တန်တရားရှိဖွယ်ပစ္စည်းတစ်ခုခုကိုတွေ့ခဲ့တယ်ဆိုရင်တော့ကျမတို့အနေနဲ့ဒီသက်ဆိုင်ရာအာဏာပိုင်တွေဒါမှမဟုတ်လို့ရှင်ရင်မိုင်းရှင်းလင်းရေးအဖွဲ့တွေကိုချက်ချင်းဆိုသလိုကိုအကြောင်းကြားတင်ပါတယ်။အရေးကြီးတာနောက်တစ်ခုကတော့ကလေးတွေကို မိုင်းအန္တရာယ်အကြောင်းတေးသေးချာချာသူတို့တွေနားလည်နိုင်အောင်ရှင်းပြပြီးတော့ ော့အန္တရာယ်ရှိတဲ့နေရာတွေကိုရှောင်ရှားတက်ဖို့သင်ကြားပေးသင့်ပါတယ်ရှင်။